အကောင်းနဲ့ပညာနဲ့တုံးချခံနေရတဲ့ထူကြကိုဆရာဝန်တွေတောင်မှမကုနိုင်တဲ့အချိန်မှာမျက်နှာပြသလိုကုပေးလိုက်တဲ့ဆရာထူခန့်ကျော်အားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းညူပေးကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဆရာဝန်တွေတောင်မှဖြေရှားများတဲ့ယောဂါတွေကိုထူခန့်ကျော်ကမိနစ်ပိုင်းတွင်းမှာတင်ကုသပေးနေတာကြောင့်ဓမေကြီးလာခဲ့သူဖြစ်ပြီးတော့အခုဆိုရင်တော့ထူခန့်ကျော်ရဲ့စွမ်းတွေကိုလက်တွေ့မြင်လိုက်ရပါပြီထူကြကလေးဖြန်းသလိုဖြစ်ချင်နေတာကြောင့်ဆရာဝန်၆ယောက်ခန့်ပြောင်းလဲပြီးတော့ ပြသပေးမယ်လေလောကမတက်တာခဲ့ပါဘူးခနာကိုကိုတောင်မှမနိုင်တော့ပဲဘိနာကတွဲပေးသူရှိမှလမ်းလျှောက်နိုင်တဲ့ထူကြကသူ့ကိုတစုံတစ်ယောက်ကပြုတ်လောက်ထားတယ်လို့ခန်းစားရတာကြောင့်ထူကန်ကျော်ထံကိုပဲရှောက်လာခဲ့ပါတော့တယ်ဝိုင်းရဆရာကြီးဖြစ်နေတဲ့ထူကန်ကျော်ဟာထူကြကိုမြင်လိုက်ရုံနဲ့မကောင်းတဲ့ပညာ တိုက်ခံရပြီးဖြစ်ကြောင်းချက်ချင်းသိလိုက်ရပါတော့တယ်။ဒါကြောင့်ထူးကန်းကျော်ဟာထူးကြောင်ကိုသူ့ရဲ့စွမ်းနေနဲ့ချက်ချင်းကုပေးလိုက်နိုင်ပါတယ်။ထူးကြောင်ကိုမနာလိုသူတယောက်ယောက်ကပြုတ်လုထားတာဖြစ်ပြီးထဲ့ထားတဲ့ပညာတွေအားလုံးကိုနှုတ်ယူပေးလိုက်ပါတယ်။ဆောင်းဝင်6ယောက်နဲ့လက်ပတ်ပြီးတော့ပြသပေးမယ်။မတက်တာလာခဲ့တဲ့ထူးကြောင်ကထူးကန်းကျော်နဲ့တွေ့တဲ့အချိန်မှာတော့အန်အိုးစရာကောင်းလာအောင်တက်တာသွားပါတယ်။ ထုခန့်ကျော်ကုသနေတဲ့ချိန်မှာထူကြားကအော်နေကြရပေမဲ့ကုသပြီးတဲ့ချိန်မှာချက်ချင်းပြန်ကောင်းသွားတာပါ။တမားရောင်ရောင်ဘိုးတော်ရောင်ရောင်ဆိုပြီးကဲနေတဲ့သူတွေကိုထုခန့်ကျော်ကလက်တွေကုသပြလိုက်တာဖြစ်ပါတယ်။ထူကြားကိုမနာလိုတဲ့သူအဆင်ပြေစေချင်တဲ့သူကအဲ့ရထဲမှာလဲနေအောင်လေးပြန်းတဲ့ပုံစံဖြစ်အောင်လုပ်ထားတယ်လို့ဆိုပါတယ်။ထူကြားကအသက်23နှစ်ငယ်တဲ့မိန်းကလေးကိုလက်ထပ်ပြီးတဲ့နောက်မှာရခိုင်စောတောက်ဆိုင်ကိုဖွင့်လှစ်ထားခဲ့သူပါ။ပထမဇနီးနဲ့လေထူကြားကဝက်နေရုံမိတောက်ဆိုင်ကိုဖွင့်ပြီးအရင်ရောက်ကောင်းခဲ့ပါတယ်။ ပထမဇနီးနဲ့အဆင်မပြေတဲ့နောက်ထူကြကအသက်23နှစ်ငယ်တဲ့ရခိုင်မလေးဂန်းကော်ပြေစုံကိုလက်ထပ်လိုက်ပါတယ်ထူကြရဲ့ယောက်ကမကသူ့ထက်အသက်၄နှစ်ငယ်တာကြောင့်ထူကြကိုဘလို့ပီယာဈေးတွေမှီဝဲလဲဆိုပြီးတော့မိကြပါသေးတယ်ရခိုင်မလေးဂန်းကော်ပြေစုံကရခိုင်စားစာတွေကိုကြွကြွကြကြချက်ပြုတ်တက်ပြီးတော့ရခိုင်စားတော့ဆိုင်နေလဲအောင်မြင်နေပါတယ်ဂန်းကော်ပြေစုံကထူကြအတွင်းဆိုင်ကယ်နဲ့တံပိုးကြီးဓာတ်ကြီးတွေကိုလည်းလက်ဆောင်ပေးခဲ့ပါသေးတယ်အသက်ကွာတဲ့မိန်းကလေးကိုလက်ထပ်ထားနိုင်တဲ့ထူကြဟာအခြားသောမျိုးသားတွေအားကြရလွယ်တဲ့အခြေခံရသူပါဇနီးငယ် ငယ်ကြောကြောလေးကိုလက်ထပ်ပြီးတော့စီးပွားဖြစ်ထိုးနေတာကိုမကြည့်နိုင်တဲ့သူတယောက်ကပြုလုပ်လိုက်တာကြောင့်ထူးခြားကလေပြန်းကျင်တယ်လို့ဖြစ်သွားပါရီလွန်ခဲ့တဲ့တစ်ပတ်လောက်ကထူးခြားဟာမိုးရေချိုးပြီးရုပ်ရှင်လဲသွားကြည့်လိုက်ပါရီအဲ့နောက်မှာတော့ထူးခြားကခနာကိုတစန်းကထုံပြီးတော့လေပြန်းကျင်တယ်လို့ဖြစ်လာခဲ့တာပါဖြစ်ဖြစ်ချက်မှာဆရာဝန်အနေနဲ့သွားပြပေမဲ့တိကျတဲ့အဖြေထွက်မလာခဲ့ပါဘူးနောက်ဆုံးတော့အာလောကအာကိုအားထားရတဲ့ဆရာထူးကန့်ချော်ကိုပဲရောက်လာတယ်ပါရီထူးခြားကအန်ယုံချော်အားနေတာကြောင့်ဖြစ်တယ်လို့ပြောကြပေမဲ့ဒီပညာကိုကြုံတွေ့ဘူးသူကတော့တကယ်ယုံကြည်ပါရီဖြူစား ခံထားရသူတွေကဆရာဝန်တွေဖြေရှာများတဲ့ရောဂါတွေဖြစ်သွားကြပြီးထုခဲ့ကြော်လို့လို့ဆရာကြီးရဲ့နေမတွေ့ရဲ့တပ်ပါပါသွားနိုင်ပါတယ်။ထုခဲ့ကြော်ကအစင်းမြင့်နဲ့ဆရာကြီးတပါဖြစ်နေလို့လူတယောက်ကိုကြည့်ုံနဲ့ဘယ်လိုကူရမလဲဆိုတာကိုပါသိနေပြီဖြစ်ပါတယ်။တချိန်အားလှုပ်ဖို့ကင်ဘတ်တွေဖြစ်ခဲ့ပုံပေမဲ့ထူးခြားကတော့ထုခဲ့ကြော်ရဲ့ပညာရက်ကိုလေးစားသွားပါတော့တယ်။ထူးခြားခံစားရတယ်လို့မကောင်းတဲ့ပညာကိုပရိသတ်ကြီးရောယုံကြည်ရလားဆိုတာကောမန့်မှာအမြင်လေးကိုမျှဝေပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လေးဆုံတွေ့ကြမယ်နော်။